agency fee ကလည်းမလိုဘူးဒေါ်လာကလည်း2500ဝန်းကျင်ပဲပေးရမယ်ဆိုတော့ပထမအရစ်ကလည်းဒေါ်လာ300တဲဆိုမြန်မာငွေ10သိန်းကျော်ပဲပြီးတော့လေရင်ကကလည်းကိုရှာရင်ရှာတတ်တလို့ဈေးနေဦးမယ်ဆိုတော့ကျွန်တော်အထင်တွက်တာတော့ပိုပိုလိုလိုတွက်တာတော့ကျွန်တော်မြန်မာငွေနဲ့ဆိုရင်မြန်မာငွေတင်40လောက်ရှိတယ်ဆိုရင်ကိုစင်ကာပူကိုအလောက်လာလို့ရပြီပေါ့နော်ဆိုတော့အားလုံးပဲမင်္ဂလာပါပြုမဲ့ blog ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ်အကြောင်းအရာလေးရတော့ပေါ့နော် knowledge sharing ဆိုတာအထက်ပေါ့နော်ကျွန်တော်ပတ်စံမရှိလို့ပြပထွက်ပြီး ်အလုပ်လုပ်ခြင်းပေမဲ့ကျွန်တော်ပြီပထွက်ဖို့ပတ်စံလိုနေတဲ့ brother တွေအတွက်ကျွန်တော်သတင်းကောင်းတစ်ခုယူလာတယ်ပေါ့နော် main ကလေးတွေမှာပဲကျွန်တော် homemade တွေနဲ့အာအကျွေးစနစ်နဲ့ခေါ်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ယောက်ျားလေးတွေကိုလည်းအကျွေးစနစ်နဲ့ခေါ်တာရှိပြီပေါ့နော်နေပါအောင်နေပါအောင်ပြပြပါမယ်အကျွေးစနစ်နဲ့ခေါ်ရဆိုရင်မှလည်းတပြားမှမကုန်ဘူးတော့မဟုတ်ဘူးပေါ့နော်ကုန်ပါတယ်အဲ့ပတ်စံအကြောင်းကိုမပြောခင်ဘာအလုပ်လဲဆိုတာကိုတော့ပြောပြပါမယ်ဘာအလုပ်လဲဘယ်လောက်ရမှာလဲပေါ့နော် construction job ပါအာ general worker ပေါ့နော် အာပြီးတော့နောက်တစ်ခုအဘလောက်ရမှာလဲဆိုရင်တော့ကျွန်တော်တို့ပထမဦးဆုံးဒီကိုလာပြီးတော့ first time လာလုံးမဲ့သူတွေ brother တွေအတော့ဆိုရင်တော့20နှစ်ပေါ့နော် daily 20နှစ်ကနေစပေးမယ်မြန်မာငွေဆိုရင်တော့ခုချိန်ဒေါ်လာပေါက်ဈေးက3200ဝန်းကျင်ရှိတယ်ပေါ့နော်3200ဆိုတော့ daily 20နှစ်ဆိုရင်တော့ဘလောက်ရမှာလဲဆိုတော့ကိုယ့်အကိုတွက်ကြည့်ပေါ့နော်အာ6000ကျော်ပေါ့တရက်ကိုဒါပေမဲ့ပြောပြပါမယ် daily 20နှစ်ရမယ်သို့တော့ဒီမှာလုတ်ပြီးသားသူတွေ brother တွေအတော့ဆိုရင်လဲကျွန်တော်တို့ သုံးနှစ်အထက် experience ရှိတယ်ဆိုရင်24ရာနေစပေးမယ်လို့တော့ပြောတယ်ပေါ့နော်ဆိုတော့အသက်အရွယ်ဘယ်လောက်ကနေကျွန်တော်တို့ဘယ်ဒီနောက်ဆုံးလဲဆိုရင်တော့အသက်ကတော့အသက်18နှစ်ကနေ35အထိလို့ပြောလို့ရတယ်ပေါ့နော်ဘလိုလူတွေတက်တင်တော်လဲဆိုတော့ပြောပြပါမယ်ပေါ့နော်လက်ထဲမှာအရင်နေ့မရှိတဲ့ brother တွေပြီးတော့နောက်ခုကိုတူးကိုချွန်ကျင်တဲ့ brother တွေပေါ့နော်ဟိုဘုရုမှာမိဘကိုအားမကိုးကျင်လို့ဥမာကျွန်တော်တို့မြန်မာပြည်အခြေအနေနဲ့ဆိုတော့အခုချိန်မှာ တချို့တွေကလည်းအကျွေးမပေးကျင်ကြဘူးเนาะချို့ဆိုအတိုးနဲ့လာရတယ်အတိုးကလည်း30တိုး20တိုးအဲ့လိုမှ20တိုး30တိုးเนาะအကျွေးပေါ်ကျွေးဆင်းကြောက်တဲ့လူတွေပင်မန်းမှာမကြောက်တဲ့လူတွေပေါ့နော်ပြီးတော့ရင်အဲ့ဒါတွေအတွတ်တော့အခွင့်အရေးကောင်းပါပဲဆိုတော့တော့ကြာ construction လောက်အလုပ်ကြီးမလို့ပေါ့ပင်မန်းမှာကြောက်လို့ဆိုရင်တော့တခါတည်းကြိုပြထားပါမယ်လုံးဝဒီလုံးနဲ့အဆင်ပြေမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ပြောချင်တာကအာလာမယ်ဆိုရင်မှလည်းဟိုအာရတဲ့ပါတယ်ဆိုရင်မကိုကိုယုံပြီးတော့လည်းမလာပါနဲ့တေချာဆုံးဖြတ်ပြီးတော့မှလာပါမြန်မာပြည်မှာအငွေတို့ ပေးပြီးမလာခြင်းတဲ့လူတွေအတွက်အာအခုကျွန်တော်ပြောတဲ့အကျွေးစနစ်နဲ့လာလို့ရတယ်ပေါ့နော်အေဂျင်စီဖီလို့တော့မပြောတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူကအေဂျင်စီကခေါ်တာမဟုတ်ပါဘူးဆိုတော့ဘာသူကခေါ်တာလဲဆိုတော့ကျွန်တော်ပြောပါမယ်ပေါ့နော်ဆိုတော့အခုလက်ရှိလုပ်နေတဲ့အလုပ် construction က manager ကခေါ်တာပါဆိုတော့ manager ကဘယ်လိုခေါ်လဲဆိုရင်သူကပြောတာတော့ agency fee တော့မဟုတ်ဘူးဒါပေမဲ့ပေးရမယ်သူ့ကိုဘယ်လောက်ပေးရမှာလဲဆိုရင်2500ပေါ့နော်ဒေါ်လာ2500ပေးရမယ်အဲ့ဒါကောမှာပထမအရစ်အနေနဲ့စာချုပ်တွေချုပ်ပြီးပြီဆိုတာနဲ့ ူ့ကိုဒေါ်လာ300ပေးသွင်းရမယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့အလုပ်ရဲ့သဘောအရာအနေနဲ့ပေးသွင်းရမှာပေါ့နော်ဆိုတော့မတက်နိုင်တဲ့လူတွေဆိုရင်တော့သူနေတစ်ချက်ညှိပြီးတော့ပြောလို့ရပါတယ်အဲ့ဒီအခွင့်အရေးလည်းရှိသေးတယ်ပေါ့နော်ဆိုတော့လုံးဝမတက်နိုင်တဲ့လူတွေဆိုရင်တော့သူနေတစ်ချက်ပြီးပြောကြည့်ပေါ့နော်ကျွန်တော်ကတော့အာသူကျွန်တော်ကို sharing လုပ်ပေးတဲ့အတိုင်းကျွန်တော်ပြန် sharing လုပ်ပေးတာဆိုတော့ပေါ့နော်ဘယ်လိုမျိုးဖြစ်မှာလဲပေါ့အရင်ဦးဆုံးကျော်တို့ပထမတစ်ရက်အနေနဲ့ဒေါ်လာ300သွင်းရပါမယ်ပြီးတော့ပြီဆိုမှကျန်တဲ့တစ်လချင်းကိုဒေါ်လာ400 400သွင်းသွားပေးရပါမယ် ကျွန်တော်ထင်6လလောက်တော့ရှိမယ်ဗောနော6လလောက်တော့ကျွန်တော်400 400တွင်းပြီးသွားရမယ်ဆိုတော့ total က2500တွင်းရပါမယ်တွင်းပြီးသွားတဲ့အချိန်ကြရင်ကျန်တဲ့ဟာကိုတော့လတိုင်းလသာထုတ်လို့ရပါပြီဆိုတော့ဒီလောက်ကို join မယ်ဆိုရင်တစ်ခါရဲရှိရမယ်အရာတွေပြောပြပေးဗောနော password pj pv နှစ်ခုလုံးရတယ်ပြီးတော့နောက်တစ်ခုကအာ cidn လက်မှတ်တော့ရှိရမယ်ဗောနော်ဆိုတော့ cidn လက်မှတ်ကဘာမျိုးပြောတာလဲဆိုရင် bca အာ construction နဲ့ပတ်သက်တဲ့ cidn လက်မှတ်ဗောနော်ဆိုတော့ CIDI လက်မှတ်ရှိရမှာမို့လို့ CIDI မရှိရဘရာသားတွေဆိုရင်တော့လုံးဝမရပါဘူးလုံးဝမရပါဘူးတခါတည်းကြိုပြောထားတာပေါ့နော်တော့ကြာ CIDI အကုန်လုံးပြောပြီးပြီဆိုမှ BCA certificate မရှိဘူးဆိုရဲဘရာသားတွေလည်းရှိပါတယ်ဆိုတော့ဒီအလုပ်ကိုကျွန်တော်ဒုတိယအကြိမ်ခေါ်ခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့ပထမအကြိမ်ကဘရာသားတွေကိုလည်းကျွန်တော်အဆင်ပြေလာလို့မေးတယ်ပေါ့တို့တွေလည်းအကုန်အဆင်ပြေပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အာမခံပြီးခေါ်ပြရမလို့လုံးဝလိမ်မာတော့မဟုတ်ပါဘူးပေါ့နော်ကျွန်တော်ရှိကိုတော်တော်များများ အာအကျွေးစနစ်နဲ့ယောက်ျားလေးရှိလားဗောနော်လာမေးတဲ့လူတွေအတွက်ဒီလုပ်ကိုကျွန်တော် sharing လုပ်ပေးရတာဖြစ်ပါတယ်ဆိုတော့ပင်မန်းလားဆိုတော့ပင်မန်းမှာလိမ့်မယ်ဗောနော်ကျွန်တော်ခုနပြောလို့ပဲကိုတူးကိုခြုံနေတဲ့လူတွေမြန်မာပြည်မှာတချို့တွေကနိုင်ငံခြားထွက်ဖို့အတွက်ပတ်စံနေပေးရတယ်ဗောနော်အတိုးတွေနဲ့အားတလားလုံးလားတို့ဗောနော်ပုံမှန်မှာ construction ကြောင်းနဲ့လာမယ်ဆိုရင်အ ਨੇ ဆုံးမပေးရဘူးဆိုရင်2900 2800ဗောကျွန်တော်လာတော့ကတော့အားလုံးပေါင်းတိုတယ်ဆိုရင်ဟိုဟာရှိတယ်ဗောနော်2800ကျော်ရှိပါတယ်ဆိုတော့ပြောချင်တာက အခုချိန်မှာဒီလိုဈေးနဲ့ရတာက agency မဟုတ်လို့ပေါ့နော် manager မဟုတ်လို့သူတို့ရှိကအလုပ်ထဲက manager လိုတာမဟုတ်လို့ကျွန်တော်ကို sharing လုပ်ပေးတာမို့ကျွန်တော်ပြန်ပြီးတော့ brother တို့ approach တင်ငန်းကောင်းအနေနဲ့ sharing လုပ်ပေးတာပါ agency fee ကလည်းမလိုဘူးအဲကျွန်တော်တို့ပုံမှန် agency fee ထက်လည်းရော့မယ်အာဒေါ်လာကလည်း2500ဝန်းကျင်ပဲပေးရမယ်ဆိုတော့ပထမအရစ်ကလည်းဒေါ်လာ300တဲ့ဆိုရင်မြန်မာငွေ10သိန်းကျော်ပဲပြီးတော့လေရင်ကကလည်းကိုရှာရင်ရှာတတ်တယ်လို့ဈေးနေဦးမယ်ဆိုတော့ ျွန်တော်အထင်တွက်တာတော့ပိုပိုလိုလိုတွက်တာတော့ကျွန်တော်မြန်မာငွေနဲ့ဆိုရင်မြန်မာငွေသိန်း40လောက်ရှိတယ်ဆိုရင်ကိုစင်ကာပူကိုအလုလာလို့ရပြီပေါ့နော်ဆိုတော့ IBA ကလည်းဘယ်လောက်ထိမြန်လဲဆိုရင်သူကျွန်တော်တို့ပြောထားပါပဲဒီနေ့အလုစားရှောက်ရင်မနက်ပြန်သူတို့ချပေးမယ်လို့တော့ပြောပါတယ်ဆိုတော့ဒီလိုအခွင့်အရေးမျိုးကတော်ရုံတော့မရနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကလည်းဘယ်လိုမျိုးရှာဖွေတွေးရှိတာလဲဆိုရင်အာသူကိုယ်တိုင်လည်းကျွန်တော်ကိုလာပြောတယ်ပြီးတော့ကျွန်တော်အလုသွားနေတဲ့အချိန်မှာကျွန်တော်တို့ contact မိတယ်ပေါ့နော် Air Brother အရင်အလုမှာလောက်တဲ့ brother နဲ့ contact မိတာဆိုတော့ ်အဲရမန်နေဂျာနဲ့ကျွန်တော်နဲ့စကားဆက်မိရင်းနဲ့ကျွန်တော်ကသူ့ရှိမှလည်းအလုပ်လုပ်နေတဲ့အတွက်ကျွန်တော်ရဲ့ brother တွေအတွက်ကျွန်တော်ဒီလိုခွင့်ရမျိုးယူလာတာပေါ့နော်ဆိုတော့ဒီနေ့ဒီ video တော့တော့ပါပဲ join နေတဲ့လူတွေဆိုရင်တော့ကျွန်တော်ရဲ့ messenger နဲ့ whatsapp မှာလာမိလို့ရပါတယ်တခုတော့ကြိုပြပါမယ်ပင်မန်းမှာလိမ့်မယ်ပေါ့နော်ပင်မန်းမှာကြောက်တဲ့လူတွေဆိုရင်တော့မ join ပါနဲ့ပြီးတော့နောက်တစ်ခုက BCA certificate ရှိမှ join လို့ရပါမယ်ပေါ့နော်ဆိုတော့ BCA certificate မရှိတဲ့လူတွေဆိုရင်တော့တခြားအလုပ်နဲ့ရှာပါပေါ့နော်ဆိုတော့ဒီနေ့ဒီ video တော့တော့ပါပဲနောက် video မှာပြန်တွေ့ပါမယ် bye bye